စကန်တိုင်းခင်ဦးမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနယ်ပြူစောတီပူပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားဖြတ်တက်ရောက်မှာစစ်တပ်ကစစ်ကြောင်းလက်ပြုတ်ပြီး80ခန့်သိဆိုးလည်းလည်းမျိုးစုသုဆန်နီပါသိမိတယ်လို့ခင်ဦးမြို့နယ်ပါကာဖာကသတင်းထုတ်ပြန်ပါတယ်။လူပန်း23မုံတဲ့ဆန်းနယ်လိုက်ခံမှာခင်ဦးမြို့နယ်မုံလှကြီးရွာကနေထွက်လာတဲ့ကပလူနီပြူဟာသို့သို့နှင်းနဲ့ပြူစောတီပူပေါင်းအင်အား180ခန့်ကို ပြင်ထောင်ပြီးတော့ဖက်အသွာလမ်းဘက်တနေရာမှာကြားဖြတ်တက်ခတ်တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်တပ်ဘက်က80ခါတိသေးဆိုစစ်ကြောင်းတကြောင်လို့ပြက်ပြီးအလောင်းတွေခြံကလက်ကျန်လူတွေမုန်လှရွာထဲထွက်ပြေးသွားတယ်လို့သိရပါတယ်။နေမြေရှင်းတဲ့အခါ60မမစေပြောင်းတလက်ငကြင်းမြေဆက်လက်တလက်အမေ1ဆက်လက်အမေ2တုံးလက်အမေ3တုံးလက်အမေ4တလက် G3 လေးလက်စနိုက်ပါတလက် အမဝန်ငွားလည်းနဲ့ခရံများစွာသိမိတာကိုတပ်ပုံမှတ်တမ်းတဲတွေ့ရပါတယ်။ဒီစစ်စင်ရေးကိုရှိဖို့ခရံအမှတ်နှစ်အမှတ်သို့တိုင်းရင်းတွေခင်ဦးမြို့နယ်ပကဖတိုင်းနယ်ပကဖတွေနဲ့ခင်ဦးမြို့နယ်ပလဖပူပေါင်းဆွဲရလို့ဖော်ပြထားပါတယ်။စကန်နယ်ဝလမြို့နယ်ပူနာရွာတိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကစစ်ကြောလိုက်ထပ်ပြိုးတယ်လို့ရှိဖို့ခရံ PDF တွေကိုကိုးကားပြီး People Spring ကဖော်ပြပါတယ်။ နိုဝင်ဘာ23မနက်ပိုင်းမှာစံနိုင်ကိုရကနေအင်အား80ခန်းနဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောက်ကိုပုံနှွားရွာနဲ့ကြည်တီကိုရွာကြောင်းမှာတွန်လိုက်တက်ကကြားပြတက်ခရာဖြစ်ပြီး80မှာ၈ရောက်ပဲအသက်ရှင်ပြီးစံနိုင်ကိုရွာထဲပြန်ပြေးဝင်သွားတယ်လို့ဆိုပါတယ်တက်ပွဲဖြစ်နေစဉ်ဝိုက်ပတ်ပိတ်ဆို့မိထားတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ချဖို့တွန်လိုက်တက်ကသတိပေးပေမဲ့လက်မှတ်ခံပဲပြန်ပြေးတဲ့စစ်သားတွေသေဆုံးသွားတဲ့ ရုပ်သံဖွင့်တခုလည်းဆိုရှယ်မီဒီယာမှာပြနေပါဗျာခင်ဦးမှာစစ်ကြောင်းလိုက်ပြတဲ့တိုက်ပွဲနဲ့ဝက်လက်တိုက်ပွဲဟာတချေတည်းလိုဖြစ်နေပြီးစစ်ကောင်တွေတပ်တွေဟာဒီဒေသကိုစစ်ကြောင်းများစွာနဲ့တပြိုင်တည်းထိုးစစ်ဆင်နေတာဖြစ်ပြီးတပြိုင်တည်းစစ်ကြောင်းလိုက်ပြနေတာဖြစ်တယ်လို့ဖော်ပြထားပါတယ်တနင်္သာရီတန်းကျော်စီမြို့နယ်ပက်တန်ကျေးရွာဖက်ထွက်လာတဲ့ပြူစော့တီကားနှစ်စီးကိုတော်လိုင်းတပ်တွေက ကြားဖြတ်တခရမှာငါဦးတည်နှစ်ဦးကိုလက်ရဖမ်းမိ60မမစိတ်ပြောင်းတလက်ပါဝင်လက်နဲ့ခင်ရီသိမိတယ်လို့ကျုံစုမျိုးနဲ့ပါကာဖာကတရင်ထုတ်ပြန်ပါတယ်လိုဘန်ဆက်သူမနက်ဆက်နိုင်ခံမှာဖျားထွက်ကျွေးရဖက်ကနေပက်တန်ကြေးရရှိပြူစော်တီစခန်းစီထွက်လာတဲ့ပြူနဲ့ရဲပူပေါင်းကားနှစ်စီးကိုရမုံကြေးရနေကြပြတက်ခတ်တယ်လို့ဆိုပါတယ် ပစ်ခတ်မှုတွင် ပြည်စိုးတင်းတဲ့ရဲတွေဒံရရကကားပေါ်ကဆင်းပြေးပြီးဘေးနားရှိခဲမဲချောင်းတွင်ပြုတ်ကျသွားတာမြင်ရတယ်။နောက်ဖက်ကကားကလည်းကားပြစ်ပြစ်ပြီးပြန်ဆုတ်ပြေးသွားတယ်။နေမြေရှင်းတဲ့ခါပထမကားပေါ်ကနေ60မမစီပြောင်းတက်လက်နဲ့အတူခရမ်းတွေပြည်စိုးတင်းယူနီဖောင်းတွေသိမိတာကိုတပ်ပုံမှတန်တဲ့တွေ့ရပါလေ။ကော့ဒရိုင်ဘာနဲ့ပြူစောတီအပွင့်ဝင်ဟောင်းတူဆိုသူကိုလက်ရဖမ်းမိပြီးစစ်စီမင်းများမှုလုပ်နေတယ် ဒီတက်ခတ်မှုကိုကျွန်းစင်းမြင့်တဲ့ပါကာဖာနဲ့ဘေးခရင်ပါကာဖာပူပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ်။ဧရာဝတီတိုင်းသာဘောင်းနဲ့ရွှေသွန်ရမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့အေအေအရခတ်တက်တော်ဥဆောင်တဲ့တွန်လိုင်းတက်တွေကြားတိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ဧရာဝတီတိုင်းကဖော်ပြပါတယ်။သာဘောင်းရှိတက်ဖြူရွာနဲ့ရွှေသွန်ရအစပ်နေရာတွေမှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းလည်းကြီးတွေနဲ့ပြည်တဲ့ပြင်း ရေဒါသင်္ဘောတွေကလည်းလည်းလည်းကြီးနဲ့ပြစ်ခတ်နေတယ်လို့ဆိုပါတယ်။သဲဖြူဘက်မှာတိုက်ပွဲဖြစ်နေတယ်။ငွေဆောင်၊ဂွားနဲ့ရွှေတော်ရံကန့်ချီတွေမှာစစ်သင်္ဘောတွေကင်းလှည့်နေတာမြင်ရတယ်လို့စစ်ဖက်သတင်းရက်ွက်တွေကပြောပါတယ်။နိုဝင်ဘာ22ကလည်းအီယော်ဒီနဲ့ဆက်ဆက်နေတဲ့ဂွားပင်လယ်ပြင်စစ်သင်္ဘောတွေကလည်းဂွားမြေကိုလည်းလည်းကြီးနဲ့15ကြီးတိပြစ်ခတ်ခဲ့တယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။